ပယောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့အဲ့ဒီကာယကံရှင်ကိုဟိုမနာလိုလို့လောက်တာเนาะအဲ့ဒါတွေကအများဆုံးတွေ့ရတယ်နောက်တစ်ခါကျတော့ကိုယ်တိုင်မတက်တဲ့သူကြတော့အောက်လန်းဆရာတွေဆိုတော့ဆုံးကိုဝေပညာတွေအဲ့လိုပညာသေးတွေစီမှာပတ်စံပေးပြီးတော့သူ့ဒုက္ခရောက်လို့ပေးပါစီဝပြောင်းလို့ပေးပါကြိုးကန်အောင်လို့ပေးပါဆေးအောင်တက်အောင်လို့ပေးပါတေအောင်ချီအောင်လို့ပေးပါအဲ့ပေါ်မူတည်ပြီးတော့ငွေကြီးကိုသူတို့ကပေးပြီးတော့မှလှုပ်ခိုင်းတဲ့ဟာတွေရှိလောကီမှာတော့မှ ွန်တော်ပြောတဲ့ဆရာကြီးပဲအပေါ်ညိုအောင်ညိုဝဲဘော်ပြီးအောင်ပြီးဝဲနေလူတိုင်းကမဆိုးလို့ပါဘူးတချို့ကအဲ့လိုကာလာလွှမ်းပြီးတော့မှစိတ်ထဲမှာအတွင်းကအောက်လန်းဖြစ်နေတာလေမသိဘူးလေမသိတဲ့ခါကျတော့အထက်လန်းဆရာမှလို့ကိုးွယ်အောက်လန်းဆရာနဲ့တွေ့သူပေးတဲ့အဆောင်တွေရော့အဆောင်ယူသွားအဲ့ဒီမှာတရေထည့်လိုက်တယ်အဲ့တရေထည့်ပြီးတော့အဲ့ဒါကိုပတ်ထားတယ်ဒါမှမဟုတ်ရော့ဒီဖျားလေးယူသွားဖျားထဲမှာအစီရင်လုပ်လိုက်တယ်ရော့ဖျားလေးယူသွားဆိုဖျားဆိုတော့ကိုးွယ်တော့ဖျားစင်ထားတာဟုတ်ဖျားစင်ထားပြီးတော့ဖျားစင်ကကိုးွယ်ဆိုတဲ့ဖျားထဲမှာထည့်ထားတဲ့အတိုက်တွေကမသိဘူးလေ ဖယောင်းနေ့တိုင်းခရော့တိုင်းသူအတိုက်တွေမိပြီးတော့ပျောကကြီးဖြစ်ကုန်အဲ့ဒါဖယားတိုက်လို့ခေါ်ပြောကဖြစ်ရတဲ့အကြောင်းရင်းကတော့အဲ့ဒီကာကန်ရှင်ကိုဟိုမနာလိုလို့လုပ်တာเนาะအဲ့ဒါတွေကအများဆုံးတွေ့ရတယ်အဲ့ဒီစင်းရနေတဲ့အချိန်တုန်းကသူ့ကိုစိတ်ဝင်စားဘူးနည်းနည်းလေးအဆင်ပြေလာပြီဆိုတာနဲ့ပတ်ဝန်းကျင်ကဖြစ်ဖြစ်သူ့ရဲ့ဆွေမျိုးသားချင်းကဖြစ်ဖြစ် ဟာငါတို့ထက်တာဝါရင်မနာလိုဘူးဆိုတဲ့စိတ်နဲ့သူတို့ကိုယ်တိုင်တက်ရင်ကိုယ်တိုင်ပညာနဲ့သူ့ကိုစီးပွားရေးကြီးပွားရေးလူမှုရေးကျန်းမာရေးအဲ့ဒါအခက်အခဲတွေဖြစ်အောင်လုပ်တယ်နောက်တစ်ခါကျတော့ကိုယ်တိုင်မတက်တဲ့သူကြတော့အောက်လန်းဆရာတွေဆိုတော့ဆုံးကိုဝေပညာတွေအဲ့လိုပညာသေးတွေစီမှာပတ်စံပေးပြီးတော့သူ့ကိုဒုက္ခရောက်အောင်လုပ်ပေးပါစီးပွားပြောင်းအောင်လုပ်ပေးပါကြိုးကန့်အောင်လုပ်ပေးပါဆေးအောင်တက်အောင်လုပ်ပေးပါတေးအောင်ကြည်အောင်လုပ်ပေးပါအဲ့ပေါ်မူတည်ပြီးတော့ငွေရေးကြေးကိုသူတို့ကပေးပြီးတော့မှလုတ်ခိုင်းတဲ့ဟာတွေရှိအဲ့တော့ကိုယ်တိုင်လုတ်တာရဲ့ ဆောနာပြောတယ်အငှားနဲ့လုပ်တာနှစ်မျိုးထွက်လာတာပေါ့ဖြစ်ရချင်းအကြောင်းရင်းကလည်းမိသားစုတအိမ်မှာ မိသားစု9ယောက်ရှိတယ်9ယောက်လုံးကဖရာတရားလို့ကြိုက်တာနဲ့တိုက်အဲ့တိုက်ကပြေပြေသွားတယ်9ယောက်ကအင်အားပေါ့မိသားစု9ယောက်ရှိတဲ့အိမ်မှာတယောက်ပဲဖရာတရားလို့၄ယောက်ကမလုပ်လို့ရှင်အဲ့ဒီရင်ဝင်နိုင်တယ်အဲ့ဆောနာတယောက်ကမထိဘူးကျန်တဲ့၄ယောက်ကထိနိုင်တယ်ဆိုတော့ဘာသာရေးလုပ်မယ်ဖရာတရားလုပ်မယ်ဖရာရှင်ကိုရောမြတ်ကြီးရဲ့ပိရိစက္ကတုံမှာလည်းပါပြီးသားယသနာတုတ်ကယသနာတုတ်ကဘယ်လိုအချိန်ဒီမှာရွတ်ကမယ် မင်္ဂလာတို့ကဘယ်ရှိမှယောမေတ္တာတို့ကဘယ်ရှိမှယောပုပ္ပနာတို့ကဘယ်ရှိမှယောမောရတို့ကဘယ်ရှိမှပါပြီးသားဆိုတော့ဖျားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဘေးကြီးဆက်တဲ့တုပ်ကိုပဲရုပ်ဖတ်တဲ့ဆယ်နေတော့နိုင်ရနိုင်ရရုပ်ဖတ်တဲ့ကုအဲ့ကုသူကောင်းမှုဟာဒီကုသူကောင်းမှုနဲ့မျက်နှာကောင်းနေကိုအမျှဝင်အဲ့နဲ့မျက်နှာကောင်းနေရလဲတာရုခေါ်ပြီးတော့ဟောသူအမျှဝေတဲ့အတွက်ငါတို့ကုသူရတယ်အဲ့အတွက်သူ့ကိုအခက်ခဲမရှိအောင်သူ့အန်ရီတွေကင်းအောင်သူအမြဲတမ်းရုပ်ဖတ်တဲ့ဆယ်နေအောင်ငါတို့စောင့်ရှောက်မယ်ဆိုဝိုင်းရံထားတဲ့အတွက်ဆွနာလာတဲ့အတိုက်တွေဟာတုံတုံမထိပါဘူးပြောချင်တာကဘာလဲဆိုတော့ဒီက ြစ်မှတ်တခုဒီဟာမြားရစင်းဒီလိုပြစ်မယ်ဆိုရင်အလဲမှာဘာမှအခုအကန်အတားအဆီးမရှိရင်ဒါတိုက်ထိတယ်လဲတယ်တော်တော်ဒီမြားနဲ့ဒီဟာပြစ်မှတ်တဲ့ဂျားထဲမှာကျွန်တော်တို့ကကုသိုလ်ကောင်းမှုတွေများခံထားခဲ့ရင်အဲ့ကုသိုလ်ကောင်းမှုတွေကိုထိမယ်အာရုံပါမယ်ထိမယ်အာရုံပါမယ်ဒီမှာလာထိတော့မနည်းနည်းပဲထိမယ်အဲ့တော့ပြောချင်တာကပြောကဖြစ်တော်လူများပြောကနဲ့တိုက်တဲ့အခါမှာအခုအကန်အကာဝယ်ဆွမ်းနာပြောတဲ့အလဲမှာကုသိုလ်ကောင်းမှုနင်းဒါတိုက်ထိတယ်ဒါတိုက်ထိဒါတိုက်လဲတယ်အဲ့လိုမဟုတ်ဘဲနဲ့ ဒီဆွမ်းနာပြောတဲ့ပြစ်မှတ်နဲ့ဆွမ်းနာဒီလှုပ်ချင်တဲ့သူနဲ့လှုပ်တဲ့ဟာရဲ့ကြားထဲမှာကုသိုလ်ကောင်းမှုများတာခံထားခဲ့ရင်တစ်ခုချင်းတစ်ခုချင်းကိုဖျက်ကျော်မှာဖြစ်သည့်အတွက်သူ့စီရောက်အောင်အားနေသွားတယ်အဲ့တော့ပြောချင်တာကပြောကဖျက်ချင်ကြောင်းရင်ဒီအာကုသိုလ်တွေများနေလို့ကုသိုလ်ကောင်းမှုနင်းနေလို့ကုသိုလ်ကောင်းမှုများများလှုပ်တဲ့ပုံကူအတွက်ကကုသိုလ်ဆိုတာပုံညပုံညဆိုတာဖုံးလို့ခေါ်တာဖုံးကြည့်တဲ့လူတောင်တောင်လှုပ်ခဲတယ်လှုပ်လို့မရအောင်လှုပ်ရင်လည်းပြေတာပေါ့နော်အဲ့တော့ဖုံးကြည့်အောင်လှုပ်ဖို့အတွက်ကအဲ့ဖုံးဆိုတဲ့ကုသိုလ်ပုံည ဒါနမှုတွေဒါတွေကိုလုံးမတာလေဆွမ်းနာပြောတယ်လောကမှာသူများအတိုက်ခိုက်ပြန်လွတ်မှာနှုတ်မဝင်တော့အခုအကုသို့များလာရင်တော့အတိုက်ခိုက်တွေများမယ်အဲ့ဒါတပိုင်းနောက်တပိုင်းကဘာဖြစ်နိုင်လဲဆိုတာကြတော့ပြောကဖြစ်ရခြင်းအကြောင်းရင်းကအောင်လမ်းမမသိစုံမမသိကိုယ်မမသိဘူးလေဘာဆိုတော့ तू ကသူ့လိုကိုယ်လိုတွေကြီးပဲသူတို့နဲ့တွားပြီးတော့ပတ်သက်မိတာတွေရှိဥပမာပေါ့ဘိုးတော်ကအပေါ်ညိုအောင်ညိုဝှက်ထားတယ်ချဲခနဲ့နေပြီးဟာအဲ့ဒါဘာဘူးမင်းကော ဓာတ်စီးပြီးပေးတယ်ဘာညာဆိုတော့သွားတယ်အဲ့ဒါအောက်လန်းဆရာကြီးအဲ့အောက်လန်းဆရာကြီးမှမသိပဲနဲ့ဟိုကနေပြီးတော့ရေမန်းกว่าတော့သူ့သူနေအကောင်းသားအိမ်မှာဟုတ်လားအဲ့အဲ့ဆရာကြီးဆိုပြီးတော့အဘဓာတ်စီးတယ်ဆိုပြီးသွားတော့မှာဟိုကတိုက်လိုက်တဲ့ရည်ထဲမှာအပင်းထည့်ထားတယ်ဆေးထည့်ထားတယ်နော်အခုတော့သူကသွားပြီးတော့ဝယ်ယူသလိုဖြစ်ပြီးအဲ့ဒါတောက်မိတဲ့အချိန်မှာပျောကမိသွားပြီအဲ့ကျန်ဟိုကနေပြီးတော့စိတ်ကိုညှို့ထားတာရှိတယ်တိုးစေးခက်စေးမိသွားတာရှိတယ်အဲ့ပုံမူတည်ပြီးတော့ ဟဲ့ငါဖျားတယ်မယ်ငါ့ကိုဘာလူစမ်းဆိုဖျားတယ်တာမတယ်တာမသိဘူးဘာလူစမ်းဆိုတာနဲ့ရှိတဲ့ဟာဆိုချွတ်လူပေါ့မမကစေတနာကြောင့်လှူတာထက်တိုသိမ်းပြီးလို့လှူတာအများနေတယ်ခတ်သိမ်းပြီးလို့လှူတာအများတယ်အဲ့တော့ကိုပြောကဖျားချင်းကြောင့်ရဒါလည်းပါတယ်အဲ့တော့ကိုသွားမဲ့ဆရာကိုစီးကပ်မဲ့ဆရာအဲ့ဆရာဒီတီလာရှိရလားအဲ့ဆရာရဲ့အနေထားဘယ်လိုရှိတယ်လဲကောင်းတဲ့ရင်ရှိလားမကောင်းတဲ့ရင်ရှိသလားဒါတွေကိုလေ့လာသုံးသပ်ပြီးမှဆရာကိုစီးကပ်တာအကောင်းဆုံးဖြစ်မှာ နမိုရင်ဆရာမှားရင်လည်းတန်လျာမှောက်တာပဲလေအဲ့ဒီလိုပဲလောကီမှာတော့မှဆွမ်းနာပြောတဲ့ဆရာကြီးပဲအပေါ်ညိုအောင်ညိုဝဲပေါ်ပြီးအောင်ပြုဝဲနေလူတိုင်းကမဆိုးလို့ပါဘူးတချို့ကအဲ့လိုကာလာလွှမ်းပြီးတော့မှစိတ်ထဲမှာအတွင်းကအောက်လန်းဖြစ်နေတာလေမတိဘူးလေမတိတဲ့အခါကျတော့အထက်လန်းဆရာမှားလို့ကိုကိုယ်အောက်လန်းဆရာနဲ့တွေ့သူပေးတဲ့အဆောင်တွေရော့အဆောင်ယူသွားအဲ့ဒီမှာတရေထည့်လိုက်တယ်အဲ့တရေထည့်ပြီးတော့အဲ့ဒါကိုပတ်ထားတယ်ဒါမှမဟုတ်ရော့ဒီဖျားလေးယူသွားဖျားထဲမှာအစီရင်လုပ်လိုက်တယ်ကျော်ဖျားလေးယူသွားဆိုဖျားဆိုတော့ကိုယ်ွယ်တော့ဖျားစင်ထားတာဟုတ် ဘုရားရှင်ထားပြီးတော့ဘုရားရှင်ကကိုးကွယ်ဆိုတဲ့ဘုရားထဲမှာထည့်ထားတဲ့အတိုက်တွေကမသိဘူးလေဘုရားကိုနေ့တိုင်းကြောက်တိုင်း तू အတိုက်တွေမိပြီးတော့ပျောကကြီးဖြစ်ကုန်အဲ့ဒါဘုရားတိုက်လို့ခေါ်အဲ့တော့ဆွမ်းပြောတဲ့နေတာစားတာသွားတာသူများပေးတိုင်းလည်းယူလို့မရဘူးဥပမာဆရာတော်ကြီးတပါးပေးလိုက်တဲ့လက်ဖွဲ့ဆိုကြပါဘူးအဲ့ဆရာတော်ကြီးကတိလာသမားကြီးနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးလက်ဖွဲ့အဲ့လက်ဖွဲ့ကိုယူပြီးတော့ကိုယ်ရောလို့ဆရာတော်ကြီးကိုယ်တိုင်ပေးရင်တော့ယူထားလိုက်ပါဆရာတော်ရဲ့တိလာသမားကြီးကြောင့်အစွမ်းထက်လိမ့်မယ်ဆရာတော်ကြီးလက်ဖွဲ့ကိုတအိမ်ကျော်ကယူလာတယ် တိန်ကျော်ကယူလာတယ်ကြည်လန်ဆရာကြီးလက်ဖွဲ့မှာကြည်လန်နဲ့တည်တယ်တော်တော်ကိုကိုပေးကန်နေကြမှာသူကအောက်ကိုချဖနှောင်းနဲ့ပေါက်တယ်ထမင်ကြားတဲ့ကိုထဲမယ်ပြီးတော့မှလာပြီးဘယ်ကောင်းတဲ့ဆောင်းလာမလားမကောင်းတဲ့ဆောင်းလာမလားအဲ့ချိန်မှာအဲ့ဒါပလက်တော်မှာစီးပွားရေးတွေလူမွေးတွေအခက်အခဲဖြစ်တော့ဒီဆရာတော်ကြီးရဲ့အဆောင်ဆောင်လို့မှဖြစ်တယ်လို့ပြောတဲ့ခါကျတော့တန်ခါကုံစော်ကားလို့ဖြစ်တော့အကုတော်ထတ်တယ်